ကုလိုအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ခဲရပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီ MPR က M series လမ်းကြောင်းအတွက်ဘယ်လောက်ထိအရေးပါသလဲပြည့်ကြတော့ဒီ MPR နဲ့ M series ကဘယ်လိုမျိုးချစ်ဆက်နေသလဲဆိုတာနဲ့ဒီပြန်ပွဲနှစ်ခုက Mobile Legends ကိုဘယ်လိုမျိုးအထောက်အပံ့ပြုနေလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ let's go ပထမဆုံးအနေနဲ့တော့ MPL ပေါ့နော်။ MPL ဆိုတာကတော့အရင်ဗီဒီယိုမှာပြောခဲ့သလိုပဲ Mobile Legend Professional League ဖြစ်ပြီးတော့နှစ်နှစ်ကိုနှစ်ကြိမ်ကျင်းပလို့ရှိပါတယ်။ပြီးတော့ဒီ MPL ကနိုင်ငံတော်မြန်မာမှာ Franchise League အနေနဲ့ကျင်းပနေပြီဖြစ်ပါတယ်။နောက်တစ်ခုကတော့ MCV ပါ။ဒီ MCV ကတော့အလုံးသိကြတဲ့အချိန် Mobile Legend World Championship ပဲဖြစ်ပါတယ်။ဒီ Mobile Legend World Championship ရဲ့အစီအစဉ်က M ကိုနောက်ကနေနံပါတ်တွေတက်ပြီးတော့ MCV ဖြစ်လာဖြစ်ပါတယ်။လက်ရှိဆိုရင် M70 ရရှိနေပြီဖြစ်ပါတယ်။ ဒီ M series ကိုတော့နိုင်ငံအသီးသီးမှာရှိတဲ့ထိပ်တန်းအသင်းတွေကလာရောက်ရှင်ပြိုင်ကြပြီးတော့ World Champion ဆိုတဲ့တိုက်တည်းကြီးကိုရရှိဖို့လို့တီတီအကျိတ်နဲ့ရှင်ပြိုင်ကြပါတယ်။ဆိုတော့ဒီ MPL နဲ့ဒီ M series ကဘယ်လိုမျိုးဆက်ဆက်နေရလဲ MPL က M series ကိုဝင်ရောက်ဖို့လို့အတွက်အဓိကလမ်းကြောင်းလို့ပြောရင်မှန်ပါပါ။ညသောအဖြစ်ဒီ MPL က Champion အနေနဲ့ First Runner Update က M series ရဲ့ကိုတိုက်ရိုက်ဝင်ရရှိကြပါတယ်။ ပြီးတော့ MPR မှာပြသထားတဲ့ performance တွေကလည်း M series group stage တက်မှတ်တဲ့နေရာမှာအကျိုးသက်ရောက်ပါတယ်။ဘယ်လိုလဲဆိုတော့ဒီ MPR မှာကိုက performance ကောင်းရင်ကောင်းတလို့ M series မှာလည်း group stage နေရာကောင်းတစ်ခုကိုရရှိတာဖြစ်ပါတယ်။ပြီးတော့ဒီ MPR မှာရှိတဲ့ performance တွေကိုကြည့်ပြီးတော့ပဲဒီ M series ရဲ့ champion ဖြစ်နိုင်ခြင်းအစီအစဉ်တွေကိုခန့်မှန်းကြတာဖြစ်ပါတယ်။ဒီ M series မှာ World Champion တွေဖြစ်ထားကြတဲ့ Indonesia တို့ Philippines တို့လိုမျိုးနိုင်ငံတွေဆိုရင် ဒီ M series မှာ slot ပို့ရဖို့လို့အတွက်ရာခိုင်နှုန်းပုံများပါတယ်။ဒါပေမဲ့ဒီ MPR မရှိလို့ M series ကိုဝင်လို့မရဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူး။ဒီ MPR မရှိတဲ့နိုင်ငံတွေအတွက် regional qualifier တွေအနေနဲ့ရှင်ပြန်ပြီးတော့မှ M series ကိုဝင်ခွင့်ရကြတာဖြစ်ပါတယ်။အဲ့တော့ဒီ MPR နဲ့ M series နဲ့ကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးတော့မှဒီနှစ်ခုကြောင်းပဲ Mobile Legends ကမြန်မာကြာမှာစိတ်ဝင်စားစရာကောင်းနေတဲ့ဂိမ်းတစ်ခုဖြစ်နေတာဖြစ်ပါတယ်။ဒီ MPR ကနေ ဒီ MCU တစ်ခုတည်းကိုပဲဝင်ခွင့်ရလားဆိုတော့မဟုတ်ပါဘူး။နောက်ထပ်ဒီ Miss Season Cup လို့ခေါ်တဲ့ MSC ကိုလည်းဒီ MPL ကနေပဲဝင်ခွင့်ရကြဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုတော့နောက်ဗီဒီယိုမှာဆက်ပြောပြသွားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီရှိကြည့်ရှုပေးခဲ့တဲ့အတွက်တူးချောက်ရှင်စီတောင်ကျေးဇူးတင်ပါတယ်ဗျ။အားလုံးပဲဖိတ်ခင်ကြပါစေ။ Adios ။